โอเคဆိုတော့ grade 12ပြီးသွားလို့ Europe University မှာတက်ဖို့ဆိုရင်ဘာတွေပြင်ဆင်ဖို့လိုအပ်လဲဗောနော်ဘာမကြီးရင်ဖြေပြပါလားအာဒီမေးခွန်းကလေဟို general ဖြစ်တယ်ဗောနော်ပြင်ဆင်ရတဲ့အပိုင်းညတော့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ခြုံပြီးတော့အနှစ်ခုပြောပြပေးမယ်ဗောနော်ဆိုတော့ပထမဆုံးတစ်ခုကကိုက grade 12ပြီးသွားပြီဒါဆိုလို့ရှိရင် college of university ရှားမယ်ဆိုတော့ရှားတဲ့အချိန်မှာကိုတက်ချင်တဲ့ major ကတော့ဒါရွေးထားပြီးစိတ်ထဲမှာရှိထားပြီးသားလို့တော့ဟိုသဘောထားလိုက်မယ်ဗောနော်ဆိုတော့ကိုတက်ချင်တဲ့ major ကိုဘယ် college of university ကအကောင်းဆုံး ဒီ education ဘိုင်းဆိုင်ရာ supporting ဘိုင်းဆိုင်ရာဟို future အတွက်ကိုနော်ဘယ် collection ယူပါစေအကောင်းဆုံးထောက်ပံ့နိုင်လဲဒီ support ဟိုပေးနိုင်လဲဆိုတော့စုံစမ်းပါစုံစမ်းပြီးတော့ကို budget နဲ့ချိန်ပြီးတော့ယူရယူရပါဘောနော်ဆိုတော့ဒီကိုဘက budget နဲ့လည်းချိန်ရမယ် DI နဲ့လည်းချိန်ပြီးတော့ယူရမယ်တကယ်လို့ budget နဲ့ချိန်ကြမလို့ဆိုတော့ collection university choices တွေကတော့အများကြီးဖြစ်သွားလိမ့်မယ်ဒါပေမဲ့ budget နဲ့အရင်ချိန်လိုက်မယ်ဆိုရင်တော့ ဟို collagen ယူမဲ့ဒီ choices တွေက narrow down ဖြစ်သွားလိုက်မယ်နော်အဲ့ကျတော့နည်းနည်းယူရတာပိုလွယ်သွားလိုက်ဆိုတော့ budget နဲ့ချိန်ပြီးတော့ခုနပြောလို့ဘယ် collagen ယူပါစေကတော့ကို budget အတွင်းမှာအကောင်းဆုံး quality ကိုပေးနိုင်လဲဆိုတော့ research လုပ်ပါနော်ဆိုတော့ဒီ process ကနည်းနည်းကြာတဲ့အတွက်ကြောင့်မို့လို့ဟိုကြိုပြီးတော့ research လုပ်ပါပါနော်အဲ့လိုမျိုး grade 12ပြီးသွားတော့မှလောက်တာမျိုးတွေမလုပ်နဲ့ပါနော်ဆိုတော့မပြီးခင်တည်းကကြိုပြီး research လုပ်တာပါဒီ process ကြီးကနည်းနည်းကြာတတ်ပါတယ်ပြီးသွားလို့ရှိရင်ကိုကတကယ်လို့ဒီ research လုပ် research လုပ်တဲ့အချိန်မှာထည့်စဉ်းစားမယ့်ချက်ကကိုကအဲ့ဒီ collision university နဲ့ပြီးတော့ဒီ major နဲ့ဘွဲရလာတယ်ဆိုရင်ဘွဲရပြီးဘာလုပ်မှာလဲ uh, master ဆက်တက်မှာလား phd တက်မှာလား or နိုင်ငံပြောင်းမှာလားအဲ့တော့တကယ်လို့ကနိုင်ငံမပြောင်းဘူးအဲ့ဒီမျိုးမှာအဲ့ဒီနိုင်ငံမှာပဲအဲ့ဒီ major နဲ့ရလာတဲ့ဘွဲ့နဲ့အသက်မွေးကြောင်ပြုမယ်ဆိုရင်အဲ့ဒီမျိုးနယ်ပယ်မှာရောဒီအလုံးနဲ့အသက်မွေးကြောင်ပြုဖို့ဖြစ်နိုင်လား career opportunities တွေဘာတွေရှိလဲဒီကြောင်ဘွဲ့ရလာရဲဆိုရင်ဘာ benefit ရှိနိုင်လဲဥပမာဒီကြောင်ဘွဲ့ရလာရင်ပို့ပြီးတော့အလုံး opportunity ပို့များတယ်ဒီကြောင်ဘွဲ့ရရင်တော့တိတ်မရှိဘူးအဲ့လိုမျိုးတွေကို အချိုးပြီးတော့စုံစမ်းပါတော့ဒါကလည်းကိုကဘွဲရသွားတဲ့ခါကျရင်အဲ့နေရာမှာအခြေချပြီးအလုံးလုံးမယ်ဆိုမှဒါနိုင်ငံပြောင်းမယ်ဆိုတော့ဒီချက်တွေကိုထည့်စင်လာတယ်မလို့ပေါ့နော်ဥပမာတကယ်လို့ master ဆို PhD ကိုဆက်တက်မယ်ဆိုရင်လည်းအဲ့ဒီကြောင်းမှာ master ရှိလားဒါမှမဟုတ် master တက်ဖို့ထပ်ပြောင်းစရာလိုသေးလားဒါတွေတခါတည်းချိုးပြီး plan လုပ်ပါဒီ university college university ရွေးတဲ့ process ကအမှန်ကြီးတော့အဲ့လောက်တော့မရိုးရှင်းလာဘူးပေါ့နော်ဆိုတော့တေချာတော့ရွေးပေါ့နော်ကိုကပြီးကိုဒီ၄နှစ်ပြီးရင်လည်းဘာလုပ်မလဲဆိုတော့လည်းတကယ်လို့စဉ်းစားထားပြီးပြီဆိုရင်ချိုးပြီးတော့ plan လာပါတော့ဒီ grade 12မပြီးခင်တည်းက